ယောဒိသာမေရှောပြစီဘုရားဘုရားတိဘောတို့ကဒီမနေ့ကမေးတဲ့ပြပရောက်ចောင်းသားများအဖွဲ့ပါဗျာတဲ့ဒီနေ့လည်းထပ်ပြီးမေးလို့တာကကံကောင်းခြင်းရင်ဘာတွေလုပ်တင်ပါသလဲဗျာတဲ့ကံကောင်းအောင်လုပ်တဲ့နေ့ဘုရားရှင်ဟောထားခဲ့တဲ့များကိုတိလို့ပါဒီဗျာဘုရားတိဘောတို့ကံကောင်းခြင်းတို့မေရှောခြင်းဖြစ်ပါသည်ဗျာဖြစ်ကြပြီးတော့မှာပေါ့ပေါ့ဗျာတဲ့နော် ဘယ်နိုင်ငံအကြောင်းသားတွေလဲတော့မသိဘူးမေးကြအေးပြည်ပရောက်အကြောင်းသားတွေတရားနာတာကိုပဲဝန်သားလာပြီနော်ဒါလိုပါကံကောင်းခြင်းမှာလုပ်မယ်ကံဆိုတာကပါဠိလိုကံမဟုတ်ဘူးပြောတယ်ပါဠိလိုဘယ်လိုခေါ်ရလဲကံမနော်အဲ့တော့မြန်မာပြည်ကကံလို့လည်းခေါ်လိုက်တာပေါ့နော်ပါဠိလိုကကံမသူရဲ့အတိတ်ပဲအရာဘုနော်အလုတ်ကိုပြောတာကံဆိုတာဘာပြောရလဲနော်အလုတ်ကိုပြောတာတချို့ကပါလေကံကောင်းခြင်းနဲ့ဆိုပါလို့လဲဆိုတော့ကံကောင်းခြင်းရင်ကံကောပန်းနေလို့ ကန်းကောင်ညွန့်နေလှူလို့တချို့ဘေးရင်စားတယ်ခေါ်တာရှိနော်ကန်းဆိုတာကအလုပ်ကိုပြောတာကန်းကောင်းခြင်းရင် ကောင်းတာလို့ပေါ့ဒီလိုလေးပဲကောင်းတာများများပြောကောင်းတာတွေကြံကောင်းတာတွေပြောကောင်းတာတွေလှူသားစကန်းကောင်းလာပါတချို့ပြောကြတယ်လေပါလေစေရနာကောင်းရင်ပါလေကန်းကောင်းတယ်ဒါပေမဲ့တခါတည်းစေရနာကောင်းတဲ့ထဲနဲ့ကန်ဆိုးတာလေးလည်းကြုံရတတ်တယ်ဒါပေမဲ့အဲ့ဒီကြုံလာတဲ့အခါမှာအခုချက်ချင်းပင်ဆိုင်ပြီးတော့ချက်ချင်းတော့အတိမတိဘူးပေါ့ဒါလေးတခုတော့နားလဲရမှာနော် ပြီးတော့တချို့တွေစိတ်ရင်းစိတ်နာကောင်းတယ်ကံဆိုးတာကြီးကြုံရတယ်စိတ်မပြတ်နဲ့စိတ်ရင်းစိတ်နာကောင်းတဲ့ကောင်းတာကြိုးစားအချိန်တစ်ခုပါပဲကံကြမ္မာရဲ့တပတ်ပြန်လည်လိုက်ကိုပြုတ်ခဲ့တဲ့ကံကိုစိုက်ပြုတ်ခဲ့တဲ့ကံတရားတိတော့တပည်တီးပွင့်လာလိအကြံလာရေးတီးပွင့်နေစားဘုရားတောင်သူတွေစားဆိုင်ပြီးဆိုမှတော့ပြင်မှန်းတာပဲတောင်သူနော်အပေတွေစိုက်ပြီးဆိုပြင်မှန်းနေရေလောင်းပေါင်းသိမ်းအာလောရညီညီငုတ်တည်ရှင်းနော် နောက်တီးပွင့်လာတဲ့ခါကျတော့ဒါမဲ့ချက်ချင်းတော့မတီးပွင့်ဘူးအချင်းတစ်ခုတီးပွင့်လာတဲ့ခါကျတော့လည်းပီတိဖြစ်ရတယ်ကိုယ်ဆက်ပြုတ်ခဲ့တဲ့အရာတွေတီးပွင့်လာတော့ဝမ်းသာစရာကြီးပဲနော်ကောင်းကျိုးတွေခံစားကိုယ်ဆက်ပြုတ်တဲ့လေယာဉ်မျိုးကိုပဲပြန်ရိတ်နေရတယ်အဲ့ဒါဗုဒ္ဓဘောတာနော်အဲ့ဒါခုနောက်ပဲဒါခေယံကြီးယူသုံးနေကြတယ်သူတို့ရေယူခဲ့တော့ဟောပါတယ်ဆိုပြီးတော့လေကဲထားပါတော့ဘုန်းတော်ဘာသာရေးမှလည်းမူပိုင်ခွင့်တွေလုံးတဲ့နေပြန်နော်အကြောင်းညွှန်ပြတော့ UM မှာဒီကိစ္စရေတင်ပြဖို့တော့အစီအစဉ်ရှိတယ်ပုံပုံတော့ကဲဒါတော့ ။အဲဆိုတော့ကံကောင်းခြင်းဘာလို့အောင်မလဲ။စိတ်ကောင်းစေနာကောင်းဒါ။ကံဆိုတာစိတ်ကောင်းစေနာကောင်းဒါပေါ့။လူတွေများစုကကံဆိုးခြင်းတဲ့သူရှိသလား။ဒီတရားနာပိဋကတ်တွေ။ရှိပါဗျာ။ဒီ online ယုတ်တွေရောကံဆိုးခြင်းတဲ့သူတွေရှိသလား။ online ယုတ်တွေလည်းဘယ်လိုမှမရှိဘူး။လူတိုင်းကကံမကောင်းခြင်းဘူးလား။မကောင်းပါဘူး။လူတိုင်းစိတ်ကောင်းထားရလား။အော်အေးအဲ့မှာလေးရကံကောင်းခြင်းဖုံဖုံခုပြောတယ်စိတ်ကောင်းတာရှင်းရှင်းလေးပဲလေကံတော့ကောင်းခြင်းတယ်စိတ်ကောင်းတော့ မထားခြင်းလောကသူတွေဘယ်သူမှမကောင်းတာကြိုက်တဲ့သူရှိလားရှိပါဘူးဘယ်သူမှမကောင်းတာကြိုက်တဲ့လူမရှိဘူးကောင်းတာပဲကြိုက်လူတိုင်းလူတိုင်းနော်ကောင်းတာပဲကြိုက်တာမကောင်းတာကြိုက်တဲ့သူလောကမှာမရှိတချို့ကအယူတော်မှာမကောင်းတာမကြိုက်ဘူးဒါပေမဲ့သူကမကောင်းတာတော့ပေးရင်တချို့အယူတွေကမယူဘူးနော်အယူတော်မှာကြိုက်ဘူးမကောင်းတာကောင်းတာအကုန်ကြိုက်ကောင်းတာကြိုက်ရင်ဒါကောင်းတာ ကိုကအကောင်းတွေကြိုက်ရအကောင်းပစ္စည်းပစ္စည်းကောင်းတွေလိုချင်တယ်။ကံကောင်းခြင်းတွေရချင်တယ်ပစ္စည်းကောင်းတွေရချင်တယ်။ဒါဆိုရင်ကိုကကောင်းတဲ့စိတ်ပံ့ပိုးမှုရမှာပေါ့။နော်။ तू ကအကောင်းကြိုက်ပြီးတော့အကောင်းမလို့ရင်တော့အကောင်းကရမှာတော့မဟုတ်ဘူး။တော့ကမှတန်တဲကြီးဆိုတာရှိတယ်။ဒါလည်းတန်တဲကြီးပေးမှရမှာ။ဘယ်ရမှာအလွယ်တကူမရဘူး။တန်တဲကြီးပဲ။လောကလောကကနိယာမအောင်ကံပန်ဟန်တန်ကြီးပဲ။ ကောင်းတာတွေလိုချင်ပြီးစိတ်ကောင်းစိတ်နာကောင်းမထားပဲနဲ့ဘလို့လို့ကံတော့ရေရချင်းကြိုက်တဲ့လောက်ချင်းရေရချင်းလို့မြန်စီးပွားတတ်မယ်ဆိုရင်ဘာမှမလုပ်တော့ရေရပဲထိုင်ချင်ပါဦးမြန်မာနိုင်ငံကမ္ဘာချမ်းသာဆို US တောင်ကြော်တက်သွားကြာတော့ဖုန်းနဲ့မြန်မာနိုင်ငံရေရအခြေဆုံးမဲ့အိန္ဒိယတောင်ကြော်တက်နေပြီနော်မြန်မာရဲ့ရေရချင်းကြီးဆိုတာကအိန္ဒိယဆင်းသက်လာတာအိန္ဒိယဟိန္ဒူဗမနဗေဒင်နှစ်ခတ်ဝါရရောနဲ့ဆင်းသက်လာတာဒါပေမဲ့မြန်မာတွေကဟိုကအိန္ဒိယထိုင်တော်မှာပို့ပြီးတော့တက်တယ်နဲ့တည်းယုံကြည်ပြီးတော့တလွဲလုံနေတာတွေမြင်နေရ ကံတော့ကောင်းကျင်လိုက်ကြကံတော့ကောင်းကျင်စိတ်ကောင်းကောင်းလေးထားဆိုတော့စိတ်ကောင်းမထားကြောက်စိတ်ပုတ်တယ်သူများအဆင်ပြေသွားရင်မနာလိုဖြစ်တယ်သူများကိုဒုက္ခရောက်စေခြင်းတယ်သူများမပြောတဲ့စကားကိုလည်းဘယ်သူကဘလို့ပြောပါနဲ့လျှောက်ပြောတယ်သူများကနည်းနည်းပြောရင်လည်းပုံကြီးချက်ပြောသူများချစ်နေတာခင်နေတာငြင်းလဲတွေးခွဲဟာဘာရင်လည်းမသိအားဆိုရင်တော့ကံကောင်းတယ်ပါမလားကောင်းတယ်ဘလို့ကောင်းပါတော့ နော်ရုပ်တော့လှကျင်တယ်စိတ်လှအောင်မပြင်ကြဘူးနော်အဲကံကောင်းတဲ့လူတွေမြားဟိုမှာကံကောင်းလိုက်တာသူများဆင်ပြေသွားရင်ကံဆိုတာဘာပြောတာလဲမြန်မာလူကအလုံးအလုံးဥပမာဥပမာသူများတွေသူများတိုင်းနိုင်တယ်သူများတွေအလုံးနောက်သူများတွေအစင်ပြေတယ်အာသူများတွေညံကောင်းတယ်အာသူများတွေတော့ဘွဲတွေရသွားတယ်သူများတွေစီမားတက်သွားတယ် ကံကောင်းလေဒါသူကံကောင်းလို့လို့ပြောလို့မရဘူးသူကံလို့ပြောလိုက်ဘုန်းတော်မြန်မာတော်ကြီးဒါဗုဒ္ဓဘာသာဝင်နေနားလည်လိုက်တာကအတိတ်ကပြုခဲ့တဲ့ကံတွေကိုပဲသွားပြီးတွေးမြင်လိုက်အဲ့ဒါမှားတယ်အဲ့ဒါမှားတယ်ကံဆိုးဆိုတာကအလုံးအဲကိုအတိတ်ကကံကံတရားတွေလည်းရှိတယ်လို့ဒါပစ္စုပန်ကံကအရေးကြီးဆုံးပဲဒါပစ္စုပန်ကံက80%အရေးကြီးဆုံးပဲကံနဲ့20%ကကိုအတိတ်ကပြုခဲ့တဲ့ကံတရားအတိုင်းအကျိုးပေးလာပြီးမယ်ပစ္စုပန်ကံကပိုလိုအပ်တယ် အဲ့တော့ဘုန်းတော်မြတ်မာတွေကကံမဲ့လွဲချပြီးဖြင်းနေကြတာဖရာတရားတမားလို့လို့ဘာလို့လို့ ਨੇ မဆိုင်ဘူးအဲ့ရဗုဒ္ဓရဲ့အဆုံးမမဟုတ်ဘူးနော်ဟာအစဉ်ပြေဟောသူကကံကောင်းတယ်လေငါကံဆိုးတာဘူးအဲ့ရလွဲတော့နော်သူကအတိတ်ကံကဘယ်လောက်လဲရာခိုင်နှုန်းက20ရာခိုင်နှုန်းလောက်ပဲဒါပစ္စုပန်ကံကအရေးကြီးဆုံး80ရာခိုင်နှုန်းဘုလို့နိုင်ငံသားတွေဗုဒ္ဓဘာသာကိုဘာမှမသိတဲ့သူတွေဘာသာမဲ့ဘာသာကြားတွေ တို့မှကံသွားနားမလဲကံလည်းလွှဲချမို့သူစူးစမ်းမှရောက်မယ်ဆိုစိတ်နဲ့စူးစမ်းတော့အောင်မြင်သွားကြရတယ်မြန်မာပြည်ကနည်းနည်းစူးစမ်းကံမကောင်းတရားဖို့စူးစမ်းလို့မရတထောင်ဖို့စူးစမ်းပေါ့ဗျာအဲ့ဒီတထောင်ဖို့မရရင်လည်းတထောင်ဖို့တသိန်းဖို့တတန်းဖို့စူးစမ်းရအစိမ့်ပြင်ပါပဲတခါမရရင်နှစ်ခါစူးစမ်းအကျဉ်းတထောင်စူးစမ်းလို့မရရင်ဒီတိတ်ဝေပညာရှင်တွေစူးစမ်းတာတခါတည်းအောင်မြင်သွားတာမဟုတ်ဘူးကျိန်ဖန်များစွာလေးလာစီးပူးရင်းနဲ့ရသွားတာနေပညာတွေဆို အဲ့လိုပဲကိုရကျင်တဲ့အရာကိုချိန်ဖယ်များစွာရင်းနှီးပေးဆက်အမှာအဲ့လိုမျိုးဇွဲနေပဲထားအမှာလေတခါတခါတော့ကြိုးစားတော်ပြီမရဘူးမရဘူးဘူးခံရတာတော်တော်ဝါဒနာပါတယ်အဲ့ဒါမကောင်းဘူးဖုံးလို့လေအဲ့ဘူးခံခြင်းမတိဘူးမရဘူးမဖြစ်မဖြစ်နိုင်ဘူးဆိုတာလေစင်ကြီးအဲ့ဒါကိုပဲကံမကောင်းလို့လေ तू ကအောင်မြင်မှာပေါ့အစင်ပြေမှာပေါ့ကံကောင်းလို့ပြောတယ်ဟိုကကပ္ပအချမ်းသာဆိုပုဂ္ဂိုလ်ကြီးကံကောင်းလို့ချမ်းသာရတာမဟုတ်ဘူးအတိတ်ကံတစ်ခုတည်းကိုပြောနေတာနော်ကံဆိုတာဒါပစ္စုပန်ကံကောင်းလို့ချမ်းသာတယ် ရှင်းအောင်ထပ်ပြောနော်ဘောနောတကယ်ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်တွေအခုလို့တက်စတာလို့နော်ဘီဂိတ်လို့အခုဒီအီလွန်မတ်စ်လို့နော်စသည်ဖြင့်ဘောနောတအမေဆုံးပိုင်းရှင်ပေါ့နော်ဒီပုဂ္ဂိုလ်တွေဂျက်ဘီဇောလို့စသည်ဖြင့်ဒီပုဂ္ဂိုလ်တွေအများကြီးပေါ့အခု Facebook တည်ထောင်တဲ့သူတွေနော်ဇူဂါဘတ်တို့စသည်သူတို့တွေကချမ်းသာရယ်ဆိုတာဒါပစ္စုပန်ကံကောင်းလို့ပစ္စုပန်ကောင်းတာတွေလို့ကောင်းတာတွေချမ်းသူအစွမ်းကုန်ကြိုးစားလို့ချမ်းသာရတယ်သူတို့သူတို့ဒါအတိတ်ကံကောင်းလို့ချမ်းသာတာမဟုတ်ဘူး နော်သူတို့ရဲ့အတိတ်ကံကလုံးဝအကျိုးမပေးဘူးလားဆိုတော့ဆိုင်တော့ဆိုင်တယ်ဆိုင်တော့ဆိုင်အတိတ်ကံ20ရာပဲနော်ပစ္စုပန်ကံအပေါ်ရေးကြည့်ရတာပြောလို့လားဥပမာအခုဘုန်းတို့ဒါဒီဟိုဟာဟိုဟိုဟာဘောဒါစပေးပိုင်ရှင်ပေါ့နော်ဒီအီလိုမတ်ပေါ့နော်လောတက်စတာလည်းပိုင်နေဒီဒါစပေးစ်လည်းပိုင်နေဟုတ်ပြီဒီပုဂ္ဂိုလ်ကသူစိတ်သာအမေရိကန်နိုင်ငံသားမဟုတ်ဘူးလေ US နိုင်ငံသားမဟုတ်ဘူးသူတခြားနိုင်ငံမှာဘွေးရပဲဒါပေမဲ့သူ့ဘောကသူ့ ငါအောင်မြင်ခြင်းဘယ်လိုလုပ်အောင်မလဲဆိုတော့နိုင်ငံနဲ့လည်းဆိုင်တယ်နိမြန်မာပြည်မှာမွေးပြီးတော့စ조사ရင်လည်းတမ်းပြီးပတ်ဝန်းကျင်မကောင်းရင်လည်းတချို့တော်ပြီးတော့အစီအမံပြေဘူးအာတချို့ပြောကြနေတယ်မြန်မာနိုင်ငံမှာမိခဲပြပုံးလေးတွေအများကြီးပါပဲတဲ့ဘာမှမစိုးရင်လည်းတော်တဲ့သူတွေအများကြီးမိခဲပြပုံးတွေရှိပါတယ်အဲဘဘုန်းတော်ပြန်ပြောအဲ့မိခဲပြပြဖုံးမှများလို့တိတ်ကုန်ပြီမိတွေးခဲ့ဖြစ်ဖို့နော်အာနိုင်ငံနဲ့လည်းဆိုင်တယ်ဒါပေမဲ့ဒီနိုင်ငံမှာနေပြီး조사ရင်လည်းရပါတယ် ဒါပေမဲ့အဲ့လိုအခွင့်အလမ်းများတဲ့နေရာရယ်ဆိုရင်တော့ပို့အခွင့်အလမ်းရှိရပါဘောဒီဘယ်လိုဒါအီလွန်မက်စ်လို့ဆိုရင်လည်းတခြားနိုင်ငံမှာမွေးပေးမယ်ဟိုအာဖရိကဘက်မှာမွေးပေးမယ်ဒါကတို့ဘောကတို့စူးစမ်းရုံးကြရင်အောင်မြင်သွားကြပြောပြောလို့တာကအဲ့ရည်ပုံပစ္စုပန်ကံအရေးကြီးတာပြောတာမြန်မာတွေကအတိတ်ကံကိုပဲလွတ်လွတ်ချနေလို့ဟုတ်ပြီနော်ဒါအရေးကြီးတယ်နော်အဲ့သူများရဲ့အစဉ်ပြေကံကောင်းလိုက်တာလို့ ူဘလို့စူးစမ်းလဲဆိုတော့ပစ္စုပ္ပန်ကံကိုသူကအတုမရှိဘဲနဲ့အတိတ်ကံကိုလွှဲကြအောင်မြန်မာပေါ့မေးလင်းငော့ပြီးပြောသေးတယ်မနာလို့စိတ်နဲ့ကံကောင်းလို့လေငါကံမကောင်းလို့ငါလည်းကံကောင်းရင်ငါလည်းသူ့လိုကံကောင်းငါလည်းသူ့လိုဖြစ်မှာပေါ့လွှဲတော့လာပဲကံဆိုတာလုံးငါလည်းစူးစမ်းမယ်ဆိုရင်စိတ်နဲ့စူးစမ်းနော်ဘုန်းတော်မြန်မာပြည်မန္တလေးရစာရင်တိုက်ကဒီကိုလိုကြီးတပါးနဲ့မနဲ့အိယာဆိုရင်နေမြင့်မှာထဒါခဏခဏလည်းတံပေးခံရတယ် ။အဲဆောင်းမွက်ပြေလေတဖို့ဖို့ကြာ။နော်။ငါတော့ဆောင်းမွက်အောင်ကျင်လိုက်တာတဲ့ကျွန်တော်ပြော။နော်။ဆောင်းမွက်ပါပြေတာလေ။အောင်ကျင်လိုက်တာ။ဆောင်းမွက်ကြာတဲ့အခါမှာသူဟာဆောင်းမွက်အောင်ကျင်တယ်အောင်ကျင်တယ်။ဒါပေမဲ့စာမကြိုးစား။အဲအောင်မလား။အောင်ပါဆောင်းမွက်အောင်ကျင်ပါလို့အောင်မလား။အဲ့တော့သမုပ္ပါအောင်တော်တဲ့သူတော့ကံကောင်းလိုက်တာသူများရဲ့အောင်မှာပေါ့မဆိုင်ဘူးဒါပစ္စုပ္ပန်ကံအောင် ပြောတာเนาะအတိတ်ကံကိုတော့တော့မလဲကြနဲ့အတိတ်ကံကောင်းလို့ဆောင်ဝတ်အောင်သွားတာမဟုတ်ပစ္စုပန်ကံစူးစမ်းမှုတွေကြောင့်ဆောင်ဝတ်အောင်ချင်းသူများအိတ်ချင်းမအိတ်သူများနားချင်းမနားသူများစော့ချင်းမစော့ဘယ်နဲ့အပတ်တကုတ်စူးစမ်းရတယ်တရားရတဲ့သူတွေလည်းကံကောင်းလို့လို့မတင်နဲ့စူးစမ်းရတာမအိတ်မနေမစားမတော့အစားတော့เนาะအကုန်လုံးကိုယ့်ကိုယ်ကိုသုံးမရတာလောကမှာသုံးမအခက်ဆုံးကမိမိကိုယ်ကိုပဲကိုယ့်ရဲ့စိတ်ကိုနိုင်နေအောင်သုံးမနိဗ္ဗာန်ရောက်တဲ့သူကကံကောင်းလို့ဆိုပြီးတော့ဒါအတိတ်ကံကြောင့်ရသွားတာတဲ့ပစ္စုပန်ကံတွေကြောင့်အဓိကရတာအတိတ်ကံတွေလည်းအကျုံးတော့ဝင်တယ် နားလည်လို့အောင်ဘုံကခွဲပြီးပြောပြရဟုတ်ပြီလားဗျာဘုံပြောတာနားလည်လားဟုတ်ပြီနော်အဲ့တော့ကံကောင်းခြင်းရင်ဘာလို့အောင်မလဲစိတ်ကောင်းစင်နာကောင်းဒါရဲရဲချီရမှာမဟုတ်ဘူးတရားတက်စင်နေလုံးအောင်မဟုတ်ဘူးအဲ့ဒီလို့ရတော့လွယ်တလားဆိုတော့သူ့နဲ့သူတော့တိတ်ရောက်မှုတွေ effect တွေတော့ရှိတယ်အလကားတော့နီးမှန်လမ်းမှန်လို့ရင်တော့အစွမ်းတော့ရှိတယ်ဒါတွေဘုံကလုံးဝမစုံဘူးမပြောဘူးရဲရဲတွေမှာလည်းအစွမ်းတွေတော့ရှိတယ် ဒါပေမဲ့ရာနှုန်းပြအကူလို့မရအောင်ပြစ်စုံပဲကံအဖို့ကြီးကြီးတယ်။သူတို့လုံးဝမှားတယ်လို့ဘဘမပြောလို့တချို့နီးစနစ်တွေက log in ပစ္စည်းတွေမှာလည်းအစွမ်းနေရှိတယ်။ log in ပစ္စည်းတွေမှာ power တွေရှိတယ်။အဲ့ဒါတွေကို log in နီးနဲ့စနစ်တကျသုံးတက်ရင်ကောင်းကျိုးတွေဖြစ်တယ်။အခုဘုံဆောသာပြောတဲ့ဟိုဝိဇ္ဇာတွေအဲ့လိုမျိုးပဲ log in ပစ္စည်းတွေကိုစနစ်တကျသုံးတက်တော့စာတာဘာဝတော်မှာသူတို့တွေသုံးတက်တဲ့အခါတကယ်အစွမ်းတွေအဲ့ဒီအခက်အရာတွေမှာအစွမ်းတွေရှိတယ်။အဲ့ဒီအစွမ်းတွေနဲ့သူတို့တွေရသွားတယ်။နော် ုတ်ပြီလားသာတာဘာဝဆိုတော့သိလားသိဟမ်သိအရာဒီမန္တလေးကဖုန်းကြီးလေးတွေကတော့ဘယ်လိုပြောကြလဲဆိုတော့စဆိုတာဆော့ဆော့ထားဒါဆိုတာဒုံပြေးတယ်ဘာဆိုတာဘုံလောင်းတိုးတယ်ဝါဆိုတာဝါအောင်စားတယ်ဆော့ဆော့ထားတယ်ဒုံပြေးဘုံလောင်းတိုးဝါအောင်စားတယ်စာတာဘာဝတယ်ဒါရည်တရားပြောတာထားပါတယ်ဝိဇ္ဇာတွေကအဲစာရဘာဝဆိုအဲစကလုံးတလုံးတလုံးထဲမှာပါဝါရရှိတယ်။သူတို့ကအာယုံပြုပြီးဒိဋ္ဌံနဲ့ရေးတာ အဲ့ဒီအခေယာတွေမှာလည်းပါဝါရှိစကလုံးတွေမှာပါဝါဒါတွေကလောကတိတ်ပံကြီးနဲ့တိုင်းတာလို့မျိုးတိတ်ပံပေတံမမီရောလောကီနည်းတွေမှာလည်းလောကီပစ္စည်းတွေလောကီအရာတွေမှာလည်းအစွမ်းတွေရှိတယ်အဲ့ဒါမဲ့ရှားနှုံးပြအာကိုလို့မရတဲ့အတွက်ဘုဘောကလောကုတ္တရာတိကုတုကံဟိုဘယ်ဘုဘောကဦးစားပေးပြီးပြောသွားတာနော်အဲ့တော့တချို့ကကြတော့ဆုံးထွက်သွားတယ်။အာအဲ့ဒါလေးအလံကားလို့ပြောတယ်။အလံကားတော့ပုံစံနဲ့သူစွမ်းတယ်ဗျ။ပုံနာတွေဟိုအရင်ကကသူတွေ အလောက်လွဲနေမှာတော့တို့တွေလွဲတာကြီးကိုရေရှည်ကျင့်ဖို့မလွယ်ဘူးလေတထက်တိအလောက်ဆိုတက်ရောက်ဖို့ရှိလို့တို့တွေဒီ logic ကျင့်စဉ်တွေအခုချိန်ဒီ lesson ကမ်းနိုင်ခဲ့တာလေတော်နေသူကောင်းကျိုးတော့ရှိတချို့လည်းမကောင်းတဲ့နေရာတုံးကြတာပေါ့တော်နေသူတက်ရောက်မှုတော့ရှိကြတယ်ဇာတ်လို့ပြအကူလို့မရအောင်ပြောတယ်ပိရင်ရေတရားတွေတော်နေသူတော့လုံးဝမစွန့်ဘူးတော့မဟုတ်တော်နေသူတော့စွန့်တယ်ဇာတ်လို့ပြမဟုတ်ဒါကိုပြောချင်တယ်ဘုံကတော့ဘာပြောပြောပြည့်စုံအောင်ပြောပြတယ်ဟုတ်ပြီနော်ဗျာအားလုံး